မင်္ဂလာပါရှင်2025ခုနှစ်မတ်လ18ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မို့မို့ပါရှင်။နောင်ချိုမြို့လေကြောင်းတိုက်ခိုက်မှုကြောင့်တန်ဃာတော်၉ပါးနဲ့အရက်သား၅ဦးသေဆုံးခဲ့ရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့တက်ကြတဦးနဲ့အာရမစစ်သားတပ်စုဆောင်ခံရသူ၂ဦးစုစုပေါင်း၃ဦးတက်တဦးပါကာဖထံအလင်းဝင်လာပါတယ်ရှင်။တရုတ်ကြောင်မီသွေးတွင်မှာအလုံလုံနေတဲ့ အရှိုးချင်းမျိုးသား6ဦးစစ်ကောင်စီကဖမ်းဆီးသွားပါတယ်။ဝက်လက်မှာ လေရင်ပုံးကျဲခံရလို့လေးလာသားကလေးငယ်အပါ၄ဦးတေဆုံးခဲ့ပါတယ်ရှင်။စစ်ရေးတင်းမာနေတဲ့ပဲခူးရုံးမပေါ်ဖြတ်တန်းသွားလာခွင့်အုပ်ဖို့ PDF ကဒါမြင်ထားပါတယ်။နိုင်ငံတော်တက္ကသိုလ်ဝင်စာမေးပွဲတွေစတင်ကျင်းပနေပါပြီ။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပြမဆောင်သတင်းတပုတ်အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနှောင်ချုံမြို့ကစည်ရင်သနာဖုန်ကြီးကျောင်းကိုမတ်လ16ရက်နေ့ညနေမှာစစ်ကောင်စီတပ်ကလေကြောင်းကနေဖုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်၉ပါးနဲ့အရတား၅ဦးအပါအဝင်14ဦးထိခိုက်ဒေဆုံးခဲ့ပါတယ်။တိုက်ပွဲဖြစ်တာမရှိပဲစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒေဆုံးကြတာလို့နောင်ချိုဒေသခံတအူးကပြောပါတယ်။ညနေ9နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခံရတာတန်ဃာတော်၉ပါးဒေဆုံးတာ ိုရင်၈ပါးနဲ့ဦးစင်တပါးပါတယ်။ပြည်သူ၅ဦးသေဆုံးတာကအမျိုးသမီး၃ဦးနဲ့အမျိုးသား၂ဦးပါတယ်။ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီးအရေးအတွက်ကိုတော့မသိရသေးဘူးလို့ပြောပါရရှင်။စစ်ကောင်စီတပ်ကနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အပြင် နောက်ထပ်နှစ်ကြိမ်ဆက်တနက်နဲ့ပြစ်ခတ်ခဲ့တာလို့နောက်ချိုဒေသခံတွေကပြောပါရရှင်။တိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်ဒေဆုံးမှုများပြီးနေအိမ်နဲ့ကျောင်းဆောင်လည်းအများအပြားထိခိုက်ပျက်စီးခဲ့ကြောင်းနောက်ချိုမြို့ကိုထိန်းချုပ်ထားတဲ့ တန်းမျိုးသားလူမျိုးရေးကျမတော် TNN ကထုတ်ပြန်ထားပါတယ်။ဖေဖော်ဝါရီလ20ရက်နေ့ကလည်းနောက်ချိုမျိုးဘူတာရက်ွက်နဲ့နောက်ချိုပြည်သူစေယုံပေါ်ဘုံနှလုံးလာရောက်ကြဲချတိုက်ခိုက်ကြအရတား၃ဦးတေဆုံခဲ့ရပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNN ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်က2024ခုနှစ်နိုဝင်ဘာလ12ရက်နေ့မှာနောက်ချိုမြို့ပေါ်ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်လန်ဆန်လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ဒေသခံ၁၁ဦးလုံဆန်းရွာကကလေးငယ်၁ဦး ဈေးရက်ကွက်ကအမျိုးသားတအူစုစုပေါင်း73ဦးတည်ဆုံပြီး76ဦးတန်ရာရရှိခဲ့ပါတယ်။ RFA ကပြုစုထားတဲ့စည်ရင်းတွေအရ2024ခုနှစ်တနည်းအတွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင့်နိုင်ငံတော်အရက်သား1969ဦးတည်ဆုံပြီး3920ဦးတန်ရာရရှိခဲ့ပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ MT စစ်ဒေသမန္တလေးတိုင်းကြောက်ဆယ်ခရိုင် တကြက်ဦးမြို့နယ်ကမြို့နယ်ပါကာဖာချံကိုအကြံဖက်စစ်ကောင်စီတပ်ရဲ့တကြက်ကြီးတဦးလက်နက်နဲ့အာဓမစစ်သားတစ်စုဆောင်ခံရသူ2ဦးစုစုပေါင်း3ဦးအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူတကြက်အောင်မိုးဟာ MA1 တလက်ကြီပေါက်3ခုကြီစံ162တောင်းပုံတိနှလုံး G3 ကြီစံအတောက်100ရို့ကိုယူဆောင်ကမတ်လ23ရက်နေ့မှာအလင်းဝင်ခဲ့တာပါ။အရင်နေ့ပါပဲပေါ်တာဆွဲခံရပြီး အရမစတတဲ့စုဆောင်ခံရသူအပတ်စဉ်ခွန်တင်နန်းစင်းတက်သားနှစ်ဦးလဲလက်နက်မပါဘဲကိုလူယုံထွက်ပြေးလာပြီးအလင်းဝင်ရောက်ခဲ့ပါတယ်။တတဦးပါကာဖာအနေနဲ့အလင်းဝင်လာတဲ့ရဲဘော်၃ဦးကိုနှွေးထွေးစွာကြိုဆိုပြီးလက်နက်ခဲရန်ယူလာတဲ့တကြက်အောင်မိုးကိုသာမကကိုလူယုံကဗက်ပြောင်ခိုးလုံနိုင်ခဲ့တယ်။ပြည်သူစစ်နှစ်ဦးကိုလည်းထိုက်တန်နဲ့စုဂျေပေးအပ်ပြီးလွမြောက်နေမြေသို့ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ဆလဘီ မကွေးတိုင်းပဒံမင်းဘူးလဟောင်းမှာရှိတဲ့တရုတ်ကြောင့်မိသွေးတွင်းမှာအလုံလုံကင်နေတဲ့အရှိုချင်းမျိုးသား6ဦးကိုချင်းကောက်ွယ်ရေးတပ် CDF နဲ့ဆက်ဆက်တယ်လို့ဆိုကစစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်းသတင်းရရှိပါရတယ်။ပဒံမင်းဘူးလမ်းမှာရှိတဲ့တရုတ်ပိုင်ဆိုင်တဲ့ကြောင့်မိသွေးတွင်းဒေသခေါ်တရုတ်မချင်းမှာအလုံလုံကင်နေတဲ့အရှိုချင်းလူမျိုးအမျိုးသား6ဦးကိုမတ်လ15ရက်ညအချိန်မှာတမ69က စစ်ကောင်စီတပ်သားတွေကဝင်ရောက်ပြီး CDF နဲ့ဆက်ဆက်တယ်လို့ဆိုတာဖန်ဆီးသွားခြင်းဖြစ်တယ်လို့ပဒန်းဒေတာကန်မျိုးသားတအူးကပြောပါတယ်။ကြောက်မိသွေးချင်းကတရုတ်တွေ UCB လုတ်နေတဲ့ချင်းတွေကျွန်တော်သိရသလောက်အဲ့ဒီအနီးနားမှာ၃ချင်းလောက်ရှိတယ်။အဲ့ဒီမှာရခိုင်ရောချင်းရောဗမာရောအလုတ်လုတ်ကြတယ်။စနေနေ့ညကတမ69ကစစ်သားတွေအုပ်စုလိုက်ဝင်လာပြီးတော့လာဖမ်းတာလို့သူကပြောပြပါတယ်။ဖမ်းဆီးခံရတဲ့သူတွေကိုပဒန်းမျိုးနယ်မှာ စုံကုံအမြောက်တက်ရှိစစ်ကြောရေးကို ခေါ်ဆောင်သွားပြီးယနေ့မတ်လ18ရက်နေ့အထိအဆက်အသွယ်မရကြဘူးလို့နောက်ထပ်ဒေသခံတဦးကလည်းပြောပြပါဗျ။အမြောက်တက်စစ်ကြောရေးထဲကိုခေါ်သွားတယ်လို့သိရတယ်။သူတို့ကဘဲရွာကလည်းဆိုတာလက်ရှိအချိန်ထိကျွန်တော်တို့လည်းမသိရသေးဘူး။ကျင်းတွေမှာအလုပ်လုပ်တဲ့သူတွေကဝန်ထမ်းအင်အားလိုမျိုးအဆောင်လိုင်းကမ်းတွေမှာနေကြတာလို့သူကပြောပါတယ်။ ဗဒန်းမြို့မှာ10မိုင်မင်းဘူးမြို့မှာ28မိုင်အကွာဗဒန်းမင်းဘူးလမ်းဟောင်းမှာတရှိကြောင်းလည်းသိရပါဗျ။မကွေတိုင်းထဲမှာကြောက်မီသွေးတွင်40တွင်ရှိနေပြီးအများစုမှာမင်းဘူး၊စကူ၊ငဖဲ၊မင်းလာနဲ့ပွင့်ဖြူစတဲ့အမျိုးနယ်တွေမှာတရှိကြပါဗျ။လက်ရှိအမ်ဘရန်လမ်းပေါ်မှာနေရီကန်လေချောင်းရံကာခွဲရေးဖြူဟာစကောင်းကိုအာရကတက်တော် AA ဦးဆောင်တဲ့ဒေါ်လာရေးတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ရရှိရာတိုက်ပွဲများပြင်းထန်နေစေဖြစ်တယ်လို့လည်းသိရပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်စင့်ကိုင်းမြောက်ရွာကိုလေရင်နဲ့ဘုံကျဲခဲတာကြောင့်လေးလသားကလေးတအူးအပါဝင် လေးဦးတေဆုံးခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါဗျ။မတ်လ16ရက်နေ့မနေ့ည10:00နာရီကျော်မှာစစ်ကောင်စီလေတပ်တိုက်လေရင်တစည်းကစင့်ကိုင်းမြောက်ရွာအတွင်းကိုဘုံနှလုံးကျဲချသွားပြီးဘုံသီးတွေဟာကျေးရွာအတွင်းအရက်သားနေအိမ်တွေပေါ်ကျရောက်ပောက်ကွဲခဲ့တယ်လို့လည်းဆိုပါဗျ။တိုက်ပွဲမဖြစ်ဘူးဗျ။ဒီတိုင်းကျဲချသွားတာ။ ်ပုံသီးနှလုံးကျဲချခဲ့တာနေအိမ်တွေလည်းတော်တော်ပြက်စီးသွားတယ်လို့သိရတယ်လို့ဝက်လက်မြို့နယ်တော်လန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်လင်းရင်ဘုံပေါက်ကွဲမှုကြောင့်စင်ကိုင်းမြောက်ရွာကအသက်၄လအရွယ်ယောက်ျားလေးနဲ့သူ့ရဲ့အဖိုးဖြစ်သူအသက်89နှစ်ဦးအောင်မြတ်တောင်အဖွားဖြစ်သူအသက်85နှစ်ဒေါ်ကြည်ကြည်အသက်30ကျော်အမျိုးသမီးစုစုပေါင်း၄ဦးသေဆုံးပြီးတန်ရာရသူ၆ဦးလည်းရှိတယ်လို့သိရပါတယ်ဇန်နဝါရီလတရက်နေ့ကနေ မတ်လ14ရက်နေ့အထိစစ်ကောင်စီတပ်ဖြတ်မှုကြောင့်နိုင်ငံတော်လူ284ဦးသေဆုံးခဲ့ပြီးအဲ့ဒီထဲမှာ184ဦးဟာလေကြောင်းကတိုက်ခိုက်ခံရတာကြောင့်ဖြစ်ပြီးသေဆုံးမှုအများဆုံးဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရေးအသင်း AAPP ရဲ့မတ်လ14ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်ဆလဘီဘကိုးတိုင်းအနောက်ချမ်းတာယာဝရီခရိုင်အုပ်ဖို့မြို့နယ်အပိုင်း ဘကိုးရိုးမအတွင်းမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်ဖွဲ့တွေအကြားစစ်ရေးတင်းမှနေလို့ဖြတ်တန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ PDF 383နှစ်တက်ရင်တက်ခွဲလေးအုပ်ဖို့မြောက်အောက်ပျောက်ကြားတပ်ဖွဲ့ကမတ်လ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။အုပ်ဖို့မြို့နယ်အပိုင်းဘကိုးရိုးမအတွင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားနယ်မြေအတွင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရာတွေရှိလာပြီးစစ်ရေးအရှိန်ညှိနေတာကြောင့်ရမန်နေ့ကစတင်က မော်တော်ယာဉ်၃ဘီဆိုင်ကယ်ကျွဲနွားတွေသွာလာခွင့်ကိုတားမြင့်လိုက်တယ်လို့ဆိုပါတယ်။ဖြစ်ပေါ်လာမဲ့နှစ်ဖက်တိုက်ပွဲတွေကြာပြည်သူတွေထိခိုက်မှုမရှိစေဖို့နဲ့အုပ်ပုံမျိုးနဲ့အပိုင်းဘကိုးရိုးမအတွင်တစ်တော်တယံဇာတတွေခိုးထုတ်နေမှုတွေကိုတိတိယောက်ယောက်အရေးယူနိုင်ဖို့အခုလိုတားမြင့်ချက်ထုတ်ပြန်တာဖြစ်ပြီးပြည်သူတွေအနေနဲ့လိုက်လာပေးကြဖို့အသိပေးဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ကအုပ်ပုံမျိုးနဲ့အပြင်ဘကိုးရိုးမအတွင်ဂျိုးပင်ကောင်မျိုးနဲ့အပိုင်းတေးဝါတွေဖြစ်တဲ့ တခုပင်ရုံချောင်းအေးရွာလေးကြောက်ကုန်တင်ခိုင်စတဲ့ကျေးရွာတွေအနီးနဲ့တဝိုက်ကိုစစ်ကြောင်းထိုးဝင်ရောက်ဖို့ပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့ဘကိုးအနောက်ချမ်းသတင်းအရေးမြင့်တွေထံကသိရပါရရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတော်မှာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွေကိုဒီနေ့မတ်လ9ရက်နေ့မှာစတင်ဖြေဆိုနေကြပါတယ်စစ်ကောင်စီကပြီးခဲ့တဲ့နှစ်ကတည်းကတက္ကသိုလ်ဝန်ထမ်း Grade 12စာမေးပွဲစနစ်တစ်ကိုကြောင်းလဲခဲ့တာပါ 2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုဒီနေ့မတ်လ18ရက်နေ့ကနေမတ်လ22ရက်နေ့အထိပိတ်ရမရှိဖြေဆိုရမှာဖြစ်တယ်လို့မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်2024ခုနှစ်တုန်းကတက္ကသိုလ်ဝင်စာမေးပွဲကိုဝင်ရောက်ဖြေဆိုသူသက်သိန်း2000ကျော်ရှိပါတယ်ရှင်ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလောက်အောက်ကနေအမြဲဆုံးပြုမြောက်ကြပါစေရှင်